္ဂလာပါရှင်ငွေလိမ်ခိုင်းမှာပါတဲ့နိုင်ငံခြားသားတွေကိုလက်မခံဖို့ KNU ကထုတ်ပြန်ထားပါတယ်မိုးကုံမြို့ခံတွေကစစ်ကော်မရှင် ပြန်ဝင်လာမှာကိုမလိုလားကြတန်မုတ်သီးဆန္ဒထုတ်ဖော်ခဲ့ကြပါရယ်ဂရီနီကစစ်ဘေးရှောင်တွေဟာစာဝုနေရအခက်ခဲကြော်ရုံတင်မကပဲစိတ်ဒဏ်ရာတွေကိုပါရင်ဆိုင်နေရပါရယ် ျိုးသားစီရုပ် KNU ကကရင်ပြည်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့မှာကြားဖြတ်တဲ့ပတ်သက်တဲ့ငွေလေလုတ်တာနိုင်ငံခြားသားတွေလက်ခံမှာမဟုတ်ဘူးလို့ထုတ်ပြန်လာပါတယ်။ KNU ရဲ့ထိချုပ်နေမြေဖြစ်တဲ့ကျုံတိုးမြို့နယ်မှာစစ်ကောမရှင်ရဲ့ထိုးစစ်တွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဆက်တိုက်ဖြစ်ပွားနေရာကြောင့်ဒေသန္တရစီကန်းချက်တွေကိုအရေးပေါ်ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။ နိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ချက်ထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့နေဆက်အွန်လိုင်းငွေလေလုပ်ငန်းတွေကနေစုခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုလမ်းကြောင်းပေးတာနဲ့လက်ခံခေါ်ယူတာမျိုးမလုပ်ဖို့တားမြစ်ထားတာပဲဖြစ်ပါတယ်။ စစ်ကောင်မရှင်သက်ကိုယ်တိုင်အွန်လိုင်းငွေလိမ်နဲ့လောက်ကစားလုပ်ငန်းတွေမှာပါဝင်နေပြီးအခုချိန်မှာတော့ဟန်ပြနေနေရေးတွေလုပ်နေတယ်လို့ဒီလုပ်ငန်းတွေကနေထွက်ပြေးလာတဲ့နိုင်ငံခြားသားတွေကိုပုံစံအမျိုးမျိုးနဲ့ရွှေ့ပြောင်းပေးနေတာတွေ့ရှိရလို့ဒီလိုထုတ်ပြန်ရတာဖြစ်တယ်လို့ KNU ကဆိုပါတယ်။ ဒါကြောင့် KNU ကကြုံတိုးမြို့နယ်အတွင်းမှာအွန်လိုင်းငွေလိမ်လုပ်ငန်းကနေစုခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုလမ်းကြောင်းပေးရွှေ့ပြောင်းတာလက်ခတ်ခေါ်ယူတာမျိုးမလုပ်ရဆိုပြီးမဖြစ်မနေလိုက်နာဖို့ညွှန်ကြားထားပါတယ်ဒါပြင်နေမြေမတည်ငြိမ်မှုကိုအခွင့်အကောင်းယူပြီးဘယ်လောက်ကစားလုပ်ငန်းမျိုးကိုမှဖွင့်လင့်တာမျိုးမလုပ်ရဘူးလို့လည်းဆိုပါရယ်။လက်ရှိစည်ရည်တင်းမာမှုတွေကြောင့်ပြည်သူလူထုရဲ့လုံခြုံရေးအတွက်လည်းအရေးပေါ်စည်းကမ်းနေရက်ကိုထပ်မံထုတ်ပြန်ထားပါရယ်။ ပြည်သူလူထုအနေနဲ့ည၈နာရီကနေမနက်၆နာရီအသွင်းခရီးသွားလာတာမျိုးမပြုလုပ်ဖို့တားမြစ်ထားပါတယ်။ဒါပြင်ပုခုချင်းတွေမဖြစ်မနေထားရှိဖို့လည်းညွှန်ကြားထားပါတယ်။ဒီစည်းကမ်းချက်တွေကိုမလိုက်နိုင်ရင် KNU ရဲ့ဥပဒေနဲ့အညီအရေးယူခံရမယ်လို့လည်းတတိပေးထုတ်ပြန်ထားပါတယ်။ တအန်သက် TNL နဲ့စစ်ကွန်မရှင်တပ်တွေကြားအပြစ်ခတ်ရက်စဲခဲ့ပေမဲ့မူကုတ်ဒေတာက ပြည်သူလူထုတွေဟာစစ်ကွန်မရှင်တပ်ပြောင်းဝင်လာမဲ့အရေးကိုအကြီးအကျယ်စိုးရိမ်ပူပန်နေကြပါတယ်။ဒါကြောင့်လဲနိုဝင်ဘာလ6ရက်နေ့ညကမူကုတ်မြို့မှာတန်မိုးတီးဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပါတယ်။အပြစ်ရက်ပြီးနောက်ပိုင်းတိုက်ပွဲတွေညစ်တက်သွားတဲ့အတွက်လမ်းပန်းဆက်သွယ်ရေးနဲ့နေဆင်ဘဝမှာတက်တာရရမှုတွေရှိနေပေမဲ့ ဒီလခံတွေရဲ့ယင်ထဲမှာတော့လှုပ်ချုံမှုမရှိရဲ့စိုးရိမ်စိတ်ကရှိနေတော့လို့မြို့ခန့်အမျိုးသမီးပြောက်ကပြောပါရည်။တချို့တွေကပြင်ဦးတွေနဲ့မန္တလေးဘက်ကိုဆစ်ရှောက်ဖို့ပြင်ဆင်နေကြတယ်လို့မူကုန်းမြို့ခန့်တချို့ကပြောပါရည်။စစ်ကောမရှင်တပ်တွေဟာအရင်နေရာတွေကိုပြန်လည်ဝင်ရောက်နေရာယူမှာကိုမူကုန်းဒီလခံတွေကအဓိကစိုးရိမ်နေကြတာဖြစ်ပါရည်။ ဒီလိုစိုးရိမ်မှုတွေကြောင့်ဒေသခံလူထုဟာစစ်ကောင်မရှင်သက်ပြန်ဝင်လာမဲ့အရေးကိုစိတ်ကျင်တဲ့အနေနဲ့မြို့သွင်းမှာတံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါရယ်။ဒါဟာစစ်ကောင်မရှင်သက်ရှိနေခြင်းကိုလုံးဝလက်မခံနိုင်ကြောင်းကိုဒေသခံတွေက ပြသလိုက်တာပဲဖြစ်ပါရယ်။လက်ရှိမှာတိုက်ပွဲတွေညှိနေပေမဲ့မြေပြင်အခြေအနေနဲ့လူထုရဲ့လုံခြုံရေးစိတ်ပိုင်းဆိုင်ရာအပြင်မူကုန်းမှာရှိနေတဲ့တခြားတော်လည်ရေးလက်နက်ကိုင်အဖွဲ့တွေကြားတင်းမာမှုတွေကပိုပြီးရှုပ်ထွေးလာမှာကိုစိုးရိမ်နေကြပါရဲ့ တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုကြောင့် TNLA ဟာမူကုန်းမြို့ကနေနိုဝင်ဘာလ20ရက်နေ့ကနေ25ရက်နေ့အတွင်းအပိသက်ဆုတ်ခွာသွားတော့မယ်လို့ဆိုရမှာဖြစ်ပါတယ်။စစ်ကွန်မရှင်ကကျင်းပမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သူတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်သိမ်းမယ်လို့ချင်းပြည်ကောင်စီကပြောဆိုလိုက်ပါတယ်။ချင်းပြည်ကောင်စီကနေပြီးစစ်ကွန်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုတာစီဖို့အတွက် ထုတ်ပြန်ချက်သက်သာထုတ်လိုက်တာပါ ဒီထုတ်ပြန်ချက်ရဲ့အဓိကအချက်ကတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်ဖြစ်သိသိမယ်ဆိုတာပဲဖြစ်ပါရဲ့ချေပြီကောင်စီဟာစစ်ကောမရှင်တက်ရဲ့ရွေးကောက်ပွဲကိုတယံဝင်မှုမရှိစေဖို့ရည်ရွယ်ပြီးဒီစည်းကမ်းချက်ကိုနိုဝင်ဘာလ6ရက်နေ့မှာထုတ်ပြန်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီဖွဲ့စည်းတာပါတီရုပ်ဖွင့်တာဒါမှမဟုတ်တတိပုဂ္ဂလဖြစ်စေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တာမျိုးကို လုံးဝတားမြစ်ထားပါတယ်။ဒီစည်းကမ်းချက်ကိုချိုးဖောက်ရင် ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းရအပြင်ထောင်ရန်တနစ်ကနေ၅နှစ်အထိပါချမှတ်နိုင်တယ်လို့ဆိုပါတယ်။ဒါပြင်ချင်းပြည်ကောင်စီကစစ်ကုမရှင်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုအကြမ်းဖက်စစ်တပ်အဖြစ်တရားဝင်သတ်မှတ်ထားပါတယ်။ ဒါကြောင့်စစ်ကုမရှင်တပ်ရဲ့စစ်ရေးနိုင်ငံရေးအုပ်ချုပ်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့အယက်သားတွေကိုပါပြည်မှုဆိုင်ရာဥပဒေနဲ့အရေးယူမယ်လို့တတိပေးထားပါတယ်နိုင်ငံတော်ဝန်မှာအောက်တိုဘာလအတွင်းအမျိုးသမီးအယောက်80တည်ဆုံခဲ့ပြီးအဲ့ဒီထဲမှာရှမ်းပြည်ကအများဆုံးဖြစ်တယ်လို့မြမအမျိုးသမီးတပ်မက BW ကဆိုပါတယ် စစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးတွေထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီးမြမအမျိုးသမီးတမက BWU ကနေအော်တိုဘာလာရဲ့အချက်လက်တွေကိုနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်အော်တိုဘာလာတလားထဲမှာတင်နိုင်ငံတော်အမျိုးသမီးစုစုပေါင်း80ယောက်အသက်ဆုံးရှုံးခဲ့ရပြီးအယောက်80ဒဏ်ရာရရှိခဲ့ပါတယ်အမျိုးသမီးတွေတွေ့ဆုံရတဲ့အကြီးကအကြောင်းရင်းကတော့စစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုပဲဖြစ်ပါတယ် တိဇုတ်သူအယောက်90ထက်က96ယောက်ဟာလီကြောင်းဘုတ်ကျဲတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးအသေးပြောက်အများဆုံးကတော့ရှမ်းပြည်ဖြစ်ပါတယ်။တလအတွင်း23ယောက်အသက်ဆုံးရှုံးခဲ့ရတယ်လို့ BW ကဆိုပါတယ်။စစ်ကောင်မရှင်တပ်ဟာအော်တိုဘာလာအတွင်းရှမ်းပြည်မြောက်ပိုင်းကိုပဲအကြိမ်30အထက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ BW ကမှတ်တမ်းတင်ထားပါတယ် အော်တိုဘာလာ6ရက်နေ့ကမုံရွာနဲ့6ဦးအဆက်မှာစီမီပွဲတော်တပိတ်ပြုလုပ်နေသူတွေကိုပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လဲတည်ဆုံးသူ22ယောက်ဒဏ်ရာသူ55ယောက်အထိရှိခဲ့ပါတယ် PW ကတော့စစ်ကော်မရှင်တပ်ဟာစစ်ရဲဇဝမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရဇဝမှုတွေကိုဆက်လက်ကျူးလွန်နေတာကြောင့်မြေပြေအခြေအနေမှာထိခိုက်ဒဏ်ရာရသူဦးရေဟာဒီထက်ပိုများနိုင်တယ်လို့လဲဆိုပါတယ် ကချင်စစ်ရေးတည်ရင်မြစ်တွေရဲ့ပြောပြချက်အရဗမော်မျိုးနယ်ထဲမှာတိုက်ပွဲတွေဟာနေ့တိုင်းဖြစ်ပွားနေတာပါ အထူးသဖြင့်စစ်ကောင်မရှင်ရဲ့ခလာရ40ခုတက်ရင်ဖက်မှာတိုက်ပွဲတွေဟာပြင်းထန်နေစေဖြစ်တယ်လို့သိရပါတယ်။ကချင်လူလက်ရဲ့တပ်မတော် KIA ဟာဗမော်မြို့ကို ထိုးစစ်ဆင်နေတယ်လို့စစ်ကောင်မရှင်တပ်တွေကလည်းလက်လွတ်သွားတဲ့နေရာတွေကို ပြန်ရဖို့အတွက်အင်အားသုံးပြီးကြိုးပမ်းနေတာပါ။ 我们不买了，你再再不去买呀？不 <noise>，不买了。这个不清这大底呢？不种人都不中看的，看腻那呀！的，有句话也对的过，人品是路，你别往那点走人家只牛穷的别地方，你跟牛马肉在外国的都是冰常的。在外国实在不去的，是吧？我们不上去。努门巴拉巴托马佩的那片草地，位于埃塞尼巴里。 လက်ရှိမှာဗမော်တက္ကသိုလ်ဝင်းနေရာ၃မိုင်နေရာနဲ့စစ်ကွန်မရှင်တပ်ရဲ့ခလာရ40ခုတပ်ရင်အနီးတဝိုက်တူမှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ KIO တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးကပြောပါရဲ့တိုက်ပွဲပြင်းထန်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့အပြန်အလှန်ထိုးစစ်တွေကြောင့်ပါ ပြီးခဲ့တဲ့ဇွန်လလဩဂတ်စ်လအတွင်းစစ်ကွန်မရှင်ဟာစစ်တင်ပေါ်အစည်း20ကြော်အသုံးပြုပြီးစစ်လက်နက်နဲ့ရိတ်ခါတွေပို့နိုင်ခဲ့တဲ့အပြင်လီချောင်းနဲ့အစင်းမြင့် drone တွေကိုပါတိတိတသာအသုံးပြုလာခဲ့ပါတယ်။ KIA အနေနဲ့လက်လွတ်လိုက်ရတဲ့ကာကင်သက်စခန်း၃ခုနဲ့ရွှေပြည်သားက KBC ဖျားကြောင်ဝင်းနေရာတွေကိုအော်တိုဘာလစံပိုက်အတွင်းမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့နှစ်ဖက်သက်ဟာဗမော်ကိုထိ ंछ ုံနိုင်ဖို့အတွက်ပြင်းထန်တဲ့တိုက်ပွဲကိုဆက်လက်ဆင်နွှဲနေတာဖြစ်ပါတယ်။ ဗမော်မြို့တိုင်တိုက်ပွဲဟာ2024ခုနှစ်ဒီဇင်ဘာလကလေးကစတင်ခဲ့တာဖြစ်ပြီးအခုဆိုရင်10လနီးပါးရှိလာခဲ့ပါပြီ။ဗမော်အပြင်ကချင်ပြည်ရဲ့တခြားစစ်မြေနာတွေမှာလည်းစစ်ရေးတင်းမာမှုတွေရှိနေပါသေး။ဟောဝိုင်းမပေးမှာလည်းဒေကြောင်းနဲ့ပစ်တာထုံနဲ့ပစ်တာတွေရှိတယ်။အမှန်မြေတင်တော့သူတို့ထူးတက်တာမတွေ့ရဘူး။အကန့်ပဲမှာတော့တပတ်တော့ငင်းပါတယ်။အဲ့ဘက်ကြီးရင်ရှိဘူး။လမ်း7မှာကတော့သူတို့လည်း ခုလာလို့ဖြစ်ချင်းလာလို့ခုခံတတ်ပေါ်ရှိပါတယ်ဒါမဲ့ကျွန်တော်တို့ဒီဝါဒီပါဒီဝါနာမီဒီလက်မတိဘူးအဖက်မှာတော့ကျွန်တော်လည်းတိတ်မကြောဘူးဝိုင်းမော်ဘက်မှာလေကြောင်းနဲ့လက်နေကြီးပြစ်ခတ်မှုတွေရှိနေပေမဲ့မြေပြင်ထိုးစစ်ငြိမ်သက်နေပြီးလန်ဆယ်ဘက်မှာတော့ KIA နဲ့စစ်ကောင်မရှင်တပ်တွေကြားခုခံတိုက်ပွဲတွေရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ပုံမော်တိုက်ပွဲကိုရပ်ဖို့အတွက်နိုင်ငံရေးဖိအားတွေလည်းရှိနေပါတယ် ပြီးခဲ့တဲ့အော်တိုဘာလာဒုတိယပတ်မှာ KIU နဲ့တရုတ်အာဏာပိုင်တို့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်တိုက်ပွဲညှိသွားပြီးဆိုတဲ့သတင်းတွေလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့တာပါအဲ့ဒါပြင်စစ်ကောမရှင်ရဲ့ဝါဒဖြန့်သူတွေကလည်း KIU KIA နဲ့စစ်ကောမရှင်တို့တွိတ်ဆုံဆွေးနွေးဖို့ပြင်ဆင်နေပြီလို့ဝါဒဖြန့်မှုတွေဆက်တိုက်လုပ်နေပါတယ် KIA ဘက်ကတော့ဒီဝါဒဖြန့်မှုတွေကိုညှင်းဆို့ထားပါတယ် ဗမော်မြို့ဟာဗမော်မူးမောက်မန်စီ ရွှေကူမြို့နယ်တွေပါဝင်တဲ့ခရိုင်ရုံဆိုင်ရာမြို့ဖြစ်ပြီး KIA နဲ့ပူပေါင်းတပ်တွေဟာမူးမောက်နဲ့မန်စီတွေကိုတိုက်ပိုက်ထားပြီးဖြစ်ပါတယ်။ Greenie ပြည်မှာဆီယနာတိုက်ပြီးနောက်ပိုင်းနှစ်ဖက်တိုက်ပွဲတွေကြောင့်နေရစုခွာခဲ့ရတဲ့စစ်ပေးလျှောက်ပြည်သူတွေဟာအခြေခံစာနာရိတ်ခအပြင်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ပါရင်ဆိုင်နေရပါတယ်။ကွန်ပျူတာကတင်ဆက်ထားပါတယ်။ စစ်ရှောက်ကာလကြာလာတာနဲ့အမျှအဖက်ဖက်ကစိန်ခေါ်မှုတွေဟာပိုပြီးကြီးမားလာနေတာကိုစစ်ပီးရှောင်ပီသူတွေကိုယ်တိုင်ကပြောပြကြပါဗျ။အထူးဖြစ်စစ်ပီးရှောင်မိခင်တွေအတွက်တာသမီတွေရဲ့အငတ်ဘေးဟာစီးရဲအန္တရာယ်ထက်ပိုပြီးဆိုးရိမ်စရာဖြစ်နေပါဗျ။အာဆောက်လာ2020ငါးလပိုင်း29ရက်နေ့ဒီ2025ဒီချိန်ဒီကောအတော်ဆုံးငါးနှစ်ဝေးကြာလောက်ရှိပါတော့ ကာတလီဆိုအဲ့လိုမျိုးကစားစားစားမရှိတဲ့ချင်းဆိုအကြမ်းဆက်ပြပါမလို့ကို့မှာတာပတိရှိရတာတမီးရှောက်နေငါပြမှာတော့အဲ့ဒါတော့အရင်ဆုံးရင်တော့ကိုကစိတ်ဆိုယူချင်တဲ့အစိတ်ထိအောင်ဟိုဖြစ်လာတော့ဘောနော်ဒီလိုစိတ်ပစ္စည်းမှုတွေဟာစစ်ကောမရှိရဲ့ညပိုင်းလေချောင်းနဲ့လက်နေကြီးပြစ်ခတ်မှုတွေကြောင့်အိမ်မရတဲ့ညတွေနဲ့ပေါက်ဆက်သွားတဲ့အခါပူပြီးဆိုးရွားလာပါတယ်။ဒါပြင်စစ်ရှောက်စခန်းတွေမှာစောင်းဝင်နေရင်မပြေလည်တာကြောင့်အိမ်တွင်းပဋိပက္ခနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပါဖြစ်လာနေတယ်လို့စပေးဆောင်တွေကပြောပါတယ်။ဝင်ငွေမရှိအလုပ်အကင်မရှိအလူရှင်မလာတဲ့အခါမှာမိဘတွေဟာကလေးတွေရဲ့တောင်းဆိုချက်ကိုဖြစ်စီပေးနိုင်တော့ပဲစိတ်တူတာတွေအော်မိတာတွေဖြစ်လာပါတယ်။ဝင်ကြီးနဲ့စားဝတ်နေကြအောင်အိမ်ထောင်ကြီးအဆင်မပြေတာတွေရန်ဖြစ်တာတွေပါ မကြာခဏဖြစ်လာတယ်လို့ဘကော်ကနေစစ်ဆောင်လာတဲ့အမျိုးသမီးတစ်ယောက်ကရှင်းပြပါတယ်။ အမိုးရဲ့ဒီမျိုးမောက်စားချင်တဲ့အမိုးဒီမျိုးစားချင်တဲ့ပြည်ကြီးကတော့အရင်လိုမျိုးအစင်ပြီးဆစ်ဆောင်လေးကြာအတော့မရှိတဲ့ခါကျတော့သူတို့អော်မိတာပေါ့သူတောင်းစားချင်တဲ့ဟာသူသူတို့မကျွေးနိုင်တော့ခါကျတော့စိတ်သူတို့ကလေးကိုអော်မိတယ်မိသားစုတွေနဲ့မှအင်ထောင်ကြီးနဲ့မှစကားများများချစ်ပါဝင်ရေးအစင်ပြီးတဲ့ခါကျတော့လေဒီလိုစိတ်ဖိစီးမှုတွေပြင်းထန်လာတာကြောင့်စစ်ဘေးရှောင်တွေထဲမှာနှလုံးဖောက်တာတီးတိုးတက်တာစတဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပါ ြုံတွေ့လာနေရတယ်လို့သိရပါတယ်။စစ်ပီးချောင်းကာလကြာလာတဲ့အတွက်ဝင်ငွေရရှိမဲ့အလုပ်အကိုင်းရှိတော့တဲ့အပြင် လူရှင်တွေရဲ့အကူအညီပေးနိုင်မှုလည်းတနည်းနည်းပါအားနည်းလာနေတာကိုတွေ့ရပါတယ်။ဒါအပြင်ကုန်စည်နှုန်းတွေဟာလည်းတလားထက်တလားပိုပြီးမြင့်တက်လာနေတာပါ။စားဝတ်နေရေးဖြစ်စည်းမှုတွေအပြင်ကလေးတွေဟာခက်ခဲအမျိုးမျိုးကြောင့်ကြောက်မတက်ရတဲ့သူတွေလည်းများလာနေပါသေး။စီဘီချောင်းမိပါတွေဟာကလေးတွေကိုအာဟာရပြည့်ဝတဲ့အသားငါးချက်ဥတွေမဝဲကျွေးနိုင်တော့တဲ့အတွက် အာဟာရချို့တက်မှုတန်ကိုလည်းကလေးငယ်တွေကရင်ဆိုင်နေရတာပါဘယ်မှာကမရှိတော့ကလေးအဟာရဆိုတာလည်းတော့မတနိုင်လေနော်ဒီလိုပြုတ်လေးနဲ့ဟင်းရည်လေးနဲ့အလိုစားရတာမှကံကောင်းတော့လို့ပုတ်ကလေးကိုသူကသမောပြေကနော်ဒီလိုအခြေခံစမ်းသပ်ရိတ်ကံမလုံလောက်မှုနဲ့ကုံစင်းတို့မြင့်တက်မှုကိုလော်ကောကဆစ်ဆောင်လာတဲ့အမျိုးသမီးကလည်းအခုလိုပဲတည်ပြပြောပါတယ် ုတော့မှာမင်းလည်းမမမတော့အဒုက္ခရရလေးမှာအလူရှင်လည်းမလာတနည်းလုံးရှိပြီရောအစီနစ်အချီကိုစင်းနော်နဲ့စီတက်ဝင်ဝင်ရမရှိအလူရှင်ရလည်းမလာတော့ပူဆိုးတော့ Greenie လူခွင့်ရဖွဲ KNHRG ရဲ့နိုဝင်ဘာလ9ရက်နေ့ထုတ်ပြန်ချက်အရစစ်ကော်မရှင်ဟာစာနာရိတ်ခဝင်ဝင်ရလမ်းကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ဒေသခံနဲ့စစ်ဘေးရှောင်တွေရဲ့ဝင်ဝင်ရရှိမှုရပ်တန့်သွားစေခဲ့တယ်လို့သိရပါတယ် KNHRG ကဒီလိုအခြေအနေတွေဆက်ဖြစ်မယ်ဆိုရင် စစ်ဘေးရှောင်တွေဟာရှေ့ဆက်ပြီးအငတ်ဘေးကြုံတွေ့လာနိုင်တယ်လို့သတိပေးထားပါတယ်လက်ရှိမှာစစ်ကော်မရှင်အကြမ်းဖက်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခရနီပြည်တွင်းကစစ်ဘေးရှောင်တဲ့တိုင်းကျော်ကိုအကူအညီပေးနိုင်ဖို့နိုင်ငံတကာအတိုင်းဝိုင်းကငွေကြေးနဲ့အရင်အမြင့်တွေဆက်လက်ရရှိနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးဖို့ KNHRG ကတောင်းဆိုထားပါတယ် အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစည်းအဝေးကိုရန်နာခွင့်ပြုပါရှင်။